2025ခုနှစ်ဇွန်လ28ရက်နေ့ကစလို့တရုတ်နိုင်ငံကွမ်ဂျိုးပြည်နယ်မှာဒုတိယအကြိမ်မြောက်အပြင်းထန်ဆုံးရေကြီးမှုတွေဇက်တိုက်ဆိုသလိုဖြစ်ပေါ်ခဲ့ပါတယ်။ဒီရေကြီးမှုဟာဒေတာရင်းကိုပုံမဆိုးရတဲ့အခြေအနေတွေကိုထိုးချလိုက်ပါတယ်။ပထမအကြိမ်မြောက်ရေကြီးမှုရဲ့ဆိုးကျိုးတွေကနေဒေတာကန်တွေပြန်လည်နလန်ထူဖို့ကြိုးစားနေစေရက်အနေငယ်ကြာမှာပဲဒီကပ်ဘေးကြီးကထပ်ပြီးဖြစ်ပွားခဲ့တာပါ။ဒေတာကန်အာနာပိုင်များရဲ့ထုတ်ပြန်ချက်အရပထမဆုံးရေကြီးမှုမှာအင်ဂျီပေါင်းများစွာပျက်စီးခဲ့ပြီး လူနေမှုဘဝတွေပုံမှန်အတိုင်းပြန်ဖြစ်ဖို့ခက်ခဲနေတဲ့ကာလမှာဒီဒုတိယကြိမ်ရေကြီးမှုကထပ်ပြီးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ဇွန်လ28ရက်နေ့နံနက်ပိုင်းကလေးကမိုးသည်ထန်စွာပြန်လည်ရွာသွန်းခဲ့ပါတယ်။မိုးလေဝသဌာနရဲ့မှတ်တမ်းများအရဒီတစ်ကြိမ်မှာတော့မိုးရဲ့ပြင်းအားကအရင်တစ်ကြိမ်ထက်တိတိတသာပုံမှုများပြားလာခဲ့ပါတယ်။တစ်ကြိမ်ထဲမှာပဲမြေဖြားခံရရေအားပြည့်စစ်တာအပိဆက်ယုံတွေနဲ့ဆယ်ရီကလည်းရေပမာဏအများပြားကိုအရေးပေါ်ထုတ်လွှတ်ခဲ့ပါတယ်။ ဒီလိုရုတ်တရက်ရေတွေထပ်မံဝင်ရောက်လာတာကြောင့်ပျက်စီးနေပြီးသားဒေတာဟာပြန်လည်နလန်ထူဖို့အချိန်မရတော့ဘဲအခြေအနေကအရေးပေါ်အခြေအနေကိုလှည့်မြန်သွားရောက်ရှိသွားခဲ့ပါတယ်။ရုံချန်းခရိုင်လိုမျိုးဒေတာတွေမှာရေမျက်နှာပြင်ဟာမကြုံစဘူးမြင့်တက်လာပြီး အိမ်တွေလမ်းတွေနဲ့စိုက်ခင်းတွေဟာရေအောက်ကိုရောက်ရှိသွားခဲ့ပါတယ်။ဒေတာကန်သတင်းရင်းမြစ်တွေရဲ့ဖော်ပြချက်အရဒေတာကန်ပြည်သူတွေဟာသူတို့ရဲ့အသက်အန္တရာယ်ကိုကယ်တင်ဖို့အတွက်ဘေးလွတ်ရာကိုအသေးအတန်ရွှေ့ပြောင်းနေရပြီး အခြေအနေဟာတော်တော်လေးဆိုးရွားနေတယ်လို့သိရပါတယ်။ရေမျက်နှာပြင်ကမယုံနိုင်လောက်တဲ့အချိန်ဟုန်နဲ့မြင့်တက်လာတာကြောင့်ဒေတာအာဏာပိုင်တွေဟာရေကြီးမှုဆန်ရအရေးပေါ်တုံ့ပြန်မှုအဆင့်ကိုအမြင့်ဆုံးအဆင့်ဖြစ်တဲ့အဆင့်၁ level 1အထိချက်ချင်းတွန်းပြင်ခဲ့ရပါတယ်။ဒေတာကန်ဆိုးရွားရဲ့ထုတ်ပြန်ချက်အရဒီလိုဆုံးဖြတ်ချက်ဟာအခြေအနေဟာအထူးဆိုးရင်ရတဲ့အဆင့်ကိုရောက်ရှိနေပြီဖြစ်ကြောင်းပြသနေပါတယ်။ဒီမိန့်နဲ့တူ ရေပေးတင်နိုင်တဲ့နေရာအလုံးကိုချက်ချင်းရွှေ့ပြောင်းဖို့အတိအကျအမိန့်ပေးခဲ့ပါတယ်။ဒါကြောင့်မြို့သူမြို့သားတွေဟာနီးကပ်လာတဲ့ရေထွန်းမှုမှုကနေလွတ်မြောက်ဖို့အပြေးလွှမ်းနဲ့အသေးအံလှုပ်ဆောင်နေကြကိုတွေ့ရပါတယ်။ကေဒရေးဖွဲ့တွေရဲ့မီဒီယာမှတ်တမ်းတွေရဲ့ဖော်ပြချက်အရမိသားစုတွေဟာသူတို့ရဲ့အသက်အန္တရာယ်နဲ့အရေးကြီးပစ္စည်းအချို့ကိုသာကမန်းကရန်ကောက်ယူပြီးဘေးလွတ်ရာကိုပြေးလွှမ်းနေကြတာပါ။အချိန်လေးကမိနစ်တိုင်းမှာပုံမိုဆိုးရွားလာနေပြီးဒေသခံတွေဟာသူတို့ရဲ့အိမ်တွေကိုစွန့်ခွာကာ အသက်ရှင်တန်ရေးအတွက်မသေယုံတမဲယုံခံနေကြရပါတယ်။ဒေတာကန်ရေးပေးထိန်ချုပ်ရေးအဖွဲ့ရဲ့အမိန့်ထုတ်ပြန်ချက်အရရှီဟွေချန်ရေအားတိုင်းတာရေးစခန်းရှိဒူလူမြေရေဟာဇွန်လ28ရက်နေ့ညနေ9နာရီမှာ အမြင့်ဆုံး253.53မီတာထိရောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။ရေးပေးထိန်ချုပ်ရေးကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရဒီပမာဏဟာဘေးရန်ရဲ့ကင်းရှင်းရေးအတွက်အာမခံထားတဲ့အဆင့်ကို2မီတာ6.5မီထိကျွလွန်သွားတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဟာရုံကျန်းခရိုင်ရဲ့မကြသေးခင်ကတမိုင်းမှာမကြုံစဘူးထူးကြတဲ့အခြေအနေတစ်ခုဖြစ်ပြီးတမိုင်းဝင်စံချိန်တင်ရေကြီးမှုတစ်ခုဖြစ်မှတ်တမ်းဝင်သွားနိုင်ပါတယ်။ဒီလိုအခြေအနေကိုတုံ့ပြန်တဲ့အနေနဲ့ဒေတာဆိုင်ရာရရှိတွေဟာအမြင့်ဆုံးအဆင့်ဖြစ်တဲ့အဆင့်၁ရေကြီးမှုအရေးပေါ်ဆောင်ရွက်ချက်တွေကိုချက်ချင်းအသက်သွင်းခဲ့ပါတယ်။အစိုးရရဲ့အမိန့်နဲ့အညီရုံကျန်းခရိုင်တခြားမှာရှိတဲ့ရေကြီးနိုင်ခြေရှိတဲ့အဓိကနေရာ9ခုကဒေတာကန်တွေအားလုံးကိုချက်ချင်းရွှေ့ပြောင်းဖို့အမိန့်ပေးခဲ့ပါတယ်။ အရေးပေါ်သတိပေးအုပ်ဩတန်တွေကဒေတာတစ်လျှောက်မှာအဆက်မပြတ်မြည်ဟင်းနေပြီးအခြေအနေမဆိုးခင်ချက်ချင်းထွက်ခွာပြီးညှင်းတဲ့နေရာတွေကိုသွားပါလို့အများပြည်သူသိရှိအောင်အတန်လွှင့်ခဲ့ပါတယ်။လူမှုမီဒီယာတွေ mobile phone message တွေကနေတဆင့်လဲအရေးပေါ်သတိပေးချက်တွေကိုအဆက်မပြတ်ထုတ်ပြန်ခဲ့ပါတယ်။ကယ်ဆယ်ရေးလုပ်သားတွေဟာလမ်းတွေပေါ်မှာရင်ကျောပိတ်ဆို့မှုတွေမဖြစ်အောင်စီမံပေးခဲ့ရပြီးရွှေ့ပြောင်းရေးလုပ်ငန်းစဉ်ကိုအတက်နိုင်ဆုံးလျင်မြန်ပြီးစနစ်တကျဖြစ်အောင်လှုံ့ဆော်ခဲ့ကြပါတယ်။ ုတိယကြိမ်ရေကြီးမှုလှိုင်းကအလွန်ရေကြီးပြီးနာကျင်စရာကောင်းတဲ့အချိန်မှာရောက်လာခဲ့ပါတော့တယ်။ဒေသခံသတင်းဌာနများရဲ့ဖော်ပြချက်များအရပထမကြိမ်ရေကြီးမှုတန်ကိုခံစားခဲ့ရပြီးနောက်မှာဒေသခံပြည်သူတွေဟာသူတို့ရဲ့စိတ်ဓာတ်အင်အားကိုပြန်စုစည်းကာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုစိတ်အားထက်သန်စွာစတင်နေကြချိန်မှာပဲဒီကပေးကြီးကထပ်မံရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။အင်ဂျီယာမဲ့ဖြစ်ခဲ့ရသူများပြားဟာသူတို့ရဲ့ပျက်စီးနေတဲ့အင်တွေစီကိုပြန်လာခဲ့ကြပြီး ရေကြီးမှုနောက်ပိုင်းမှာကြံခဲ့တဲ့ရှုံညုံတွေကိုတန့်ရှင်းရေးလုပ်ဖို့မြေအောက်မှာမြုပ်နေတဲ့ပစ္စည်းတွေကိုပြန်လည်ရှာဖွေစုဆောင်းမှုနဲ့ပြင်ဆင်မှုအနေငယ်စတင်ဖို့ကြိုးစားအားထုတ်နေကြပါတယ်။သူတို့ရဲ့မျက်နှာတွေမှာပျော်လင့်ချက်လျောင်းလေးပြန်လည်ပေါ်ပေါက်နေခဲ့ချိန်မှာပဲရေလိုင်းအစ်တစ်ခုကတတိမထားမိပဲပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့ပါတယ်။ဒေသခံတို့ကလည်းမျက်ရည်ဝဲဝဲနဲ့သူမရဲ့ခံစားချက်ကိုအခုလိုပဲပြောပြပါဗျ။ပထမတစ်ခေါက်တုန်းကတော့အကုန်လုံးဒီပါဆုံးရှုံးခဲ့ရပါပဲ။ ဒီတစ်ခေါက်တော့တကယ်ကိုဘာမှမကြံတော့ပါဘူးရှုံတွေကိုတန်ရှင်းရေးလုံနေတော့မှာပဲအော်အော်တန်တွေကထပ်မံမိလာပြီးတော့ဘာမှမကြံတော့ပဲစိတ်ဓာတ်တွေအကုန်လုံးကျသွားခဲ့ပါတယ်လို့ဝင်ဖွင့်ဟဝင်ခံခဲ့ပါတယ်ဒေတာကန်သတင်းတော်များရဲ့သတင်းပို့ချက်ရာသူမဟာမနေ့ကမှစတင်ပြီးသူမအိမ်ကရေဆိုးပျက်စီးနေတဲ့ပရိဘောဂတွေကိုအားတက်တရောစုဆောင်နေကြတာဖြစ်ပါတယ်ဒီလိုထပ်မံရိုက်ခတ်လိုက်တဲ့ရေကြီးမှုလှိုင်းဟာတော်များအပါဝင်ဒေတာကန်အားလုံးကိုကျုပ်ပိုင်းဆိုင်ရာ စုံရှုံမှုအပြင်စိတ်ပိုင်းဆိုင်ရာပြုတ်လဲမှုကိုပါဖြစ်ပေါ်စေခဲ့ပြီးနလန်ထူဘိုးဘလုံးမမလွယ်ကူတော့တဲ့အခြေအနေကိုရောက်ရှိစေခဲ့ပါတယ်ပထမဆုံးရေကြီးမှုနောက်ပိုင်းမှာလမ်းတွေပေါ်မှာအပြက်စီးတွေရှိနေတော့မှာပဲလျှက်စစ်နဲ့ရေပေးဝေမှုတွေကလည်းတစိုက်တစ်ပိုင်းပဲပြန်လည်စတင်နိုင်ခဲ့ပြီးတံတားတွေကလည်းပြက်စီးနေတာဒါမှမဟုတ်မတိငိမ့်သေးပါဘူးဒေတာကန်အာနာပိုင်များရဲ့ထုတ်ပြန်ချက်များအရပြည်သူတွေရဲ့နေစဉ်ဘဝဟာပုံမှန်အတိုင်းပြန်ဖြစ်ဖို့ခက်ခဲသေးတဲ့ကာလဖြစ်ပါတယ် ဒါပေမဲ့လည်းမိုးသည်ထန်စွာရွာသွန်းမှုအသည့်နဲ့ဆယ်ရီကနေရေရီထပ်မံထုတ်လွှင့်မှုကြောင့်ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုတွေကအသက်ရှင်မှုအတွက်ရုန်းကန်နေရတဲ့အခြေအနေကိုလှိမ့်မြန်စွာပြောင်းလဲသွားစေခဲ့ပါတယ်။ရေဘေးထိန်ချုပ်ရေးကျွမ်းကျင်ပညာရှင်များရဲ့သုံးသပ်ချက်အရရပ်ပေါင်းများစွာမိုးရွာထားတဲ့အတွက်မြစ်တွေကရေပြည့်နေပြီးနောက်ထပ်ဝင်ရောက်လာမယ့်ရေတွေကိုလုံးဝလက်ခံနိုင်သွားမှာရှိတော့ပါဘူး။ဒီလိုအခြေအနေမျိုးဟာဒေသခံတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်းပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့ပါတယ်။သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ ရေဘေးဒုက္ခခံစားခဲ့ကြရတဲ့မြို့နေလူလူဟာဆိုရင်အချိန်တွေကဘလို့မှပြန်ကောင်းနိုင်တော့မှမဟုတ်ဘူးလို့ခံစားရတဲ့အတွက်လူတွေဟာစိတ်ဓာတ်ကြကအာရုံကုန်ခန်းနေကြပါတယ်ပထဝီပညာရှင်များရဲ့လိလသုံးသက်ချက်များအရရုံကျန်းခရိုင်ရဲ့ပထဝီအနေထားကရေကြီးမှုတံကိုပိုမိုခံခဲ့ရပါတယ်ဒီခရိုင်ဟာမြစ်သုံးွယ်ဖြစ်တဲ့ဒူလူမြစ်ကြိုက်ဟော်မြစ်နဲ့ဖင်ယုံမြစ်တို့ဆုံတဲ့နေရာမှာတည်ရှိပါတယ် ဒေတာကန်တင်းရင်းများရဲ့ဖော်ပြချက်အရဒီမြစ်သုံးသွယ်ဟာရုံချမ်းမြို့လယ်နဲ့နီးနေတဲ့နေရာမှာစုံလာကြောင်းဒီ area ကိုတဘာဝရေလွှမ်းလွင်ပြင်ဖြစ်စေပြီးရေစိစစ်မှုကိုလုံးဝပိတ်ဆို့ထားတဲ့လယ်မင်းချင်းမြောက်နဲ့ပလင်းတလုံးလိုဖြစ်နေပါတယ်။ဒါကြောင့်မြစ်ဖြားခံရကနေရေအများပြားစီးဆင်းလာတဲ့အခါရေတွေကမြို့လယ်မှာစုပုံလာပြီးအလွဲတကူရှန်တက်လေရှိပါတယ်။ရေစီမံခန့်ခွဲရေးဌာနရဲ့ထုတ်ပြန်ချက်အရမြစ်ဖြားခံရဆယ်ရီကနေရေအများပြားကိုထုတ်လုပ်တဲ့အခါ အထူးသဖြင့်မိုးသည်ထန်စွာရွာတဲ့ကာလတွေမှာရေကြီးမှုကချက်ချင်းဆိုသလိုအပြင်းထန်ဖြစ်ပေါ်ပါတယ်။ဒီကိစ္စမှာလည်းစန်ဂျိုရေအားလျက်စစ်ဓာအပိဆက်ယုံနဲ့အခြားဆယ်တွေကနေ ရေထုတ်လုပ်ခဲ့တာဟာအဓိကအကြောင်းရင်းတွေကတခုဖြစ်ပါတယ်။အင်ဂျင်နီယာများရဲ့ရှင်းလင်းချက်အရဆယ်ကြီးတွေကရေတွေကိုတတ်မှတ်ပမာဏထက်ကျော်လွန်ပြီးထိမ့်သိမ်းထားလို့မရတော့တဲ့အခြေအနေမှာဆယ်ကိုယ်တွေမပြည့်စည်အောင်ကာဝယ်ဖို့အတွက်ရေတွေကိုအရေးပေါ်ထုတ်လုပ်လိုက်တာကြောင့်မြေအောက်ပိုင်းဒေသတွေကိုအလွန်အမင်းရေကြီးစေခဲ့တာဖြစ်ပါတယ်။ ဒီလိုဆယ်ရီကရေထုတ်လွှတ်မှုနဲ့မိုးရေချိန်မြင့်တက်မှုတို့ပေါင်းဆက်သွားတဲ့အခါရုံချမ်းခရိုင်ရဲ့မြစ်သုံးသွယ်ဆုံရနေရာဟာအလူးလဲခံစားခဲ့ရပါတယ်။ဖေယုံမြစ်ရဲ့အပေါ်ဘက်မှာရှိတဲ့တာရှီမြို့နယ်ကိုရေလွှမ်းမိုးခဲ့ပြီးရေတွေဟာအချိန်ဟုန်နဲ့မြစ်အောက်ဘက်ကိုစီးဆင်းကာမြို့နယ်တွေကဒေသခံနေထိုင်ရာနေရာတွေကိုရေမြုပ်စေခဲ့ပါတယ်။အစိုးရရဲ့ရေးပေါ်အစီရင်ခံစာများအရအနီးနားမှာရှိတဲ့လေရှမ်းခရိုင်မှာလည်းအခြေအနေကအလားတူပဲစိတ်ပူစရာကောင်းပါတယ်။ အချိန်ဟုန်နဲ့စီးသိနေတဲ့ရှုံရည်တွေကလမ်းတွေပေါ်ကိုဖျက်ဆီးပြီးအဆောက်အုံတွေကိုပျက်စီးစေကာရင်းတွေကိုလမ်းပေးရအောင်တုံ့ပို့ခဲ့ပါတယ်။ကေဒေးအဖွဲ့ဝင်တွေရဲ့မျက်မြင်သက်သေများအရဒေသတစ်လျှောက်မှာလူတွေဟာကလေးတွေတက်ကြီးတွေကိုဆွေမျိုးတွေနဲ့မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေကိုတယ်ဆောင်ရင်းရင်ဘတ်အနက်ထိရေထဲမှာလမ်းလျှောက်ပြီးချွေပြောင်းမှုအပြေးလွှားလှုပ်ဆောင်နေကြရပါတယ်။ဒီဘေးအန္တရာယ်တွေကိုပို့ပြီးဆိုးရွားနေတာကတော့မြေဖြားခံရရေစီမံခံကွဲမှုရဲ့အခန်းကဏ္ဍပါပဲ။ မကြသေးတဲ့နှစ်တွေအတွင်းတဘာဝဘေးအန္တရာယ်ဆိုင်ရာလေလာသုံးသက်သူတွေရဲ့အဆိုအရတရုတ်နိုင်ငံတော်မှာကြီးမားတဲ့ရေကြီးမှုတွေဟာတဘာဝအကြောင်းရင်းတွေဖြစ်တဲ့မိုးသည်ထန်စွာရွာသွန်းမှုကြောင့်သာမကရုတ်တရက်နဲ့ကြီးမားတဲ့ဆေးရည်ထုတ်လွှတ်မှုတွေနဲ့လည်းဆက်ဆက်နေပါဗျ။ကွမ်ဂျိုးမှာဖြစ်ပွားခဲ့တဲ့ဒီရေကြီးမှုလှိုင်းအသစ်ကပြင်းထန်တဲ့ရာသီဥတုနဲ့လူသားတွေရဲ့လုံဆောင်မှုကြောင့်မြို့ပြအခြေခံအဆောက်အအုံနဲ့တဘာဝစနစ်တွေရဲ့ထိခိုက်ပြန်မှုကိုပုံမပေါ်လွင်စေပါဗျ။ ေအားလျက်စစ်စခန်းများနဲ့ဆယ်ရီပေါ်မိခိုအားထားမှုပုံများလာတာကခံမရခတ်တဲ့မိုးရွာသွန်းမှုပုံစံတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါရုံချမ်းလိုမြေအောက်ပိုင်းမြေအောက်ပိုင်းဒေသတွေအတွက်အန္တရာယ်ရှိတဲ့အခြေအနေကိုဖန်တီးပေးလိုက်ပါတယ်။ရေထုတ်လွှတ်မှုတိုင်းကရေပြည့်နေပြီးသားဒေသတွေစီကိုရေပမာဏအများအပြားပို့ဆောင်ပေးလိုက်တာကြောင့်ဒေသခံတွေဟာနောက်ထပ်အကျက်တဲမရောက်ခင်မှာလလန်ထူဖို့အချိန်မရတော့ပါဘူး။ဒေသဆိုင်ရာအာဏာပိုင်များရဲ့ခံမှန်းချက်အရဒီရေကြီးမှုက စိုက်ပျိုးရေးခြံမြေတွေ ငွေမြူရေးလုပ်ငန်းတွေနဲ့အိမ်ယာရီအပါဝင်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့စီးပွားရေးဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ရေကြီးမှုကြောင့်လမ်းတွေတံတားတွေပျက်စီးသွားတာကြောင့်ကုန်စည်စီးစစ်မှုပြတ်တောက်ပြီးအစားအသောက်ရေတန်းနဲ့စေးဝါးတွေလိုမရှိမဖြစ်လိုအပ်တဲ့ကုန်ပစ္စည်းတွေပြတ်လည်နိုင်ခြေရှိပါတယ်။အခြေအနေဆက်လက်ပြောင်းလဲနေတာကြောင့်ရုံချမ်းဟာအမြင့်ဆုံးသတိပေးအဆင့်မှာရှိနေပါတယ်။မိုးလေဝသခန့်မှန်းချက်များအရနောက်ထပ်မိုးပိုရွာဖို့ရှိနေတာကြောင့် ထပ်မံပြီးတော့ရေထုတ်လွှတ်မှုတွေဖြစ်လာနိုင်ခြင်းရှိပါတယ်။ခရိုင်တစ်ခုလုံးရေမြုပ်နေပြီးမိသားစုထောင်ပေါင်းများစွာအိုးမဲ့အိမ်ပဲဖြစ်နေတာကြောင့်အစိုးရရဲ့အကူအညီနဲ့ဒေသခံစေတနာဝန်ထမ်းတွေရဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေဟာအရှိန်မြင့်လှုပ်ဆောင်နေရပါတယ်။ဒါ့ပြင်ရေကြီးမှုတန်ကြောင်ပျက်စီးသွားတဲ့အခြေခံအဆောက်အုံတွေကိုပြန်လည်တည်ဆောက်ဖို့နဲ့စီးပွားရေးကို ပြန်လည်ဥမော်လာဖို့ကလနဲ့ချီပြီးနှစ်နဲ့ချီပြီးကြာမြင့်နိုင်ပါတယ်။ဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲပညာရှင်များရဲ့ထောက်ပြမှုအရာ ရေဘေးတန်ခံနိုင်တဲ့အခြေခံအဆောက်အုံတွေမှာရင်းနှီးမြှုပ်နှံမှုနဲ့ကြိုတင်သတိပေးစနစ်တွေကိုပုံမတုတ်တအောင်လှုပ်ဆောင်မှုကအနာဂတ်အတွက်မဖြစ်မနေလိုအပ်တဲ့အချက်တွေဖြစ်လာပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ